ားလုံးမင်္ဂလာပါရှင်အာဒီနေ့မှာတော့ဘောနော်ဒီမှာမမအုံမချိုနေတူဘောနော်အာနောက်ထပ် episode လေးတစ်ခုဘောနော်ထပ်ပြီးတော့အာထပ်ပြီးတော့အာလိုက်ချင်တယ်ဖြစ်ပါရဲ့ဘောနော်အာဒီ video မှာကြတော့ခုလိုအဓိကဘာကိုဆွေးနွေးချင်တာလေးဆိုတော့အာကျန်ခဲ့တဲ့တစ်ခေါက်ကဆိုရင်ဘောနော်မမအာဘာသာ အမခံထားပြီလေဆိုတော့ဟိုအဆွနွေးခဲ့တယ်ပေါ့နော်အဒီဘီရိုမှာကြာတော့အခုတော့ပတ်ဝန်းကျင်မှာဆိုရင်မမရဲ့အဒီအမခံကိုပြောလို့ရှိရင်လူတော်မများမလိုအပ်ဘူးလို့ထင်ကြရဲ့ပေါ့နော်အဒါကသူတို့ကဒီအမခံနဲ့ပတ်သက်ပြီးတော့အသေချာနောင်မလဲရလဲဖြစ်ဖြစ်ဖြစ်မယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီဘီရိုထဲမှာဆိုရင်ပေါ့နော်အမခံဘလိုမျိုးအလုံးလုံးလဲဆိုတဲ့ဟာကိုမမနဲ့အတူပေါ့နော်မမရဲ့အမြင်လေးကိုပေါ့နော်မေးချင်တာဖြစ်ပါတယ် မင်္ဂလာပါဖူမိဒါဒုတိယကြိမ်ဖူမိနဲ့မဟုတ်ပြန်တွေ့ရပါတော့အဲအာမခံကဘလို့ကြီးကြီးစုရရလဲဘလိုမျိုးအလွတ်လွတ်လှုပ်ဆောင်ပြီးလေပေါ့နော်ဆိုရဲဟာလေးကိုမိတဲ့ခါမှာအမဒါလေးကိုရှင်းပြချင်ပါတယ်ဟုတ်တယ်အမတို့ပုံဝင်ချင်ပါပေါ့နော်ဆိုတော့ဒါအမလည်းကြုံရပါတယ်ပုံဝင်ချင်ပါကအာမခံဆိုရင်ဘလို့အဘလို့ထင်ကြရဲအဲတော့အာမခံဆိုရင်ညင်းကြတာများတယ်တော့အာမခံဆိုရင်ဟိုကိုယ့်ရဲ့ ကို့ရှိမှာရှိနေတဲ့ပတ်စံဟောပေါ့နော်ဒီအာမခံကုမ္ပဏီကိုတသက်ကြီးပေးဆောင်နေရတယ်လို့မြင်ကြရတယ်ပေါ့နော်ဆိုတော့အဲ့ဒီပေါ်မှာအမကဥပမာလေးနဲ့မြင်တာအောင်ကွာဟိုအများကြီးမှမပြောရင်ဥပမာဥပမာလေးနဲ့မြင်တာအောင်အမပြောပြကြည့်မယ်ပေါ့နော်ဆိုတော့အာမခံကဘာကြောင့်ပေါ့နော်လိုအပ်လဲဆိုတဲ့ဟာမှာမနှက်ကပဲအမဖြစ်ပြက်ခဲ့တဲ့ဖြစ်ပြက်လေးတစ်ခုပေါ့နော်ဒီလိုမလာခင်မှာအလုပ်မလာခင်မှာအမဈေးသွင်းဈေးသွင်းတော့အော်တပတ်စာဝယ်တယ်ပေါ့အစုံဝယ်တဲ့ထဲမှာမှအမကြက်ဥစင်လို့ဝယ်လာတယ်ပေါ့နော်ဝယ်လာတဲ့ခါမှာအမတခြားဟာပြင်ဆင်နေလုံရင်းခိုင်နေတယ်အမကြက်ဥလေးကို ဒီတိုင်းလေးပဲအမခုံမှာတင်ထားမိရယ်အော်လော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 ပေါ့နော်ယုံသွားမှာဖြစ်တော့လော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 နဲ့အမလှုပ်လိုက်တဲ့အချိန်မှာအမလက်နဲ့တိုက်မိသွားတယ်ပေါ့နော်ကျက်ဦးတိုက်မိကျက်ဦးကဟာကျုပ်စဲလုံးကအမအဲ့ထဲမှာဒီဆာရထည့်ပေးလိုက်တဲ့အတိုင်းပေါ့နော်အမဒီလိုက်တင်ထားတာဖြစ်တယ်ကျုပ်စဲလုံးကကွဲသွားရယ်ဟာအဲ့ထဲမှာပေါ့နော်အာကိုကအဲ့ရှင်မပေါ့နော်ကိုမိသားစုအတွက်ကိုကဒီကျက်ဦးကိုဝယ်လာတယ်ပေါ့အော်ကျက်ဦးများကတိတိချာချာလေးများပေါ့နော်ကျက်ဦးဆိုတာတော့တကယ်တိတိတဲ့အတိုင်းပဲခိရှလွယ်တယ်လေနော်ပြောအမတို့ကြာသွားပြီးထိလိုက်ရင်ကွဲသွားတဲ့အရာမျိုးဆိုတော့ င်းချိန်မှာအော်ဒီကျုပ်လေးကိုမြန်ငါတိတိကျကျတိတ်ငါခဲ့ပြီဒါမှမဟုတ်ပေါ့နော်ငါဒီကတိလာလေးမှာတဝက်ထားမယ်ငါတဝက်ဒီမနေ့အတွက်အမချုပ်ဖို့တဝက်ထားမယ်ပေါ့ဒီလိုမျိုးမျိုးခွဲထားခဲ့ရင်ငါဆုံးရှုံးသွားလေပေါ့နော်တဝက်ပေါ်ညီမလေးအမဆယ်လုံးဝင်လာရဲ့တနေရာမှာငါလုံးယူထားရအောင်ငါလုံးမဆုံးရှုံးဘူးပေါ့အဲ့တော့ဒါလေးကိုပြောချင်တာပေါ့နော်အဲ့တော့မတော်ပေါ်ဝင်းချင်တာအမခံကိုမောက်ပိုင်ဆိုင်မှုတွေရှိတယ်အမလူငင်းတွေရှိတယ်ပေါ့နော်အာကျွန်တော်တို့မှာဒါတွေရှိတယ်မလိုအပ်ဘူးလို့ပြောတဲ့သူတွေတွေ့လဲပေါ့နော်ဆိုတော့ခုနကကြက်ဟုတ်လေးလိုနမူနာပဲအမတို့ နေရာလေးမြတ်ခွဲထားခဲ့မယ်ဆိုအာမခံလေးတစ်ခုပေါ့နော်မတို့ကအဲနေရာလေးတစ်ခုအနေနဲ့မတို့တရားတိချပေါ့နော်သူ့ထားထားပေးမယ်ဆိုရင်အရေးကြုံလာတဲ့အခါနော်မမတို့ဒီကြုံတွေ့လာမယ့်ခါကျမကြီးကြုံတာပဲဖြစ်ဖြစ်နော်မမတို့အရေးပေါ်မွေးလို့တာပဲဖြစ်ဒီအာမခံတွေတိတက်ဆုဆောင်တာတွေမွေးလေးကအမမတို့မိသားစုအမမတို့ဘဝအတွက်ကိုတစ်စိတ်တစ်ပိုင်း ကာကွယ်မှုအနေနဲ့ပေးတယ်ပေါ့နော်အဲ့တော့အဲလုပ်ငန်းရှိရသူကလည်းကလေးလေးရဲ့တခုခုရေးကြုံလာရင်လုပ်ငန်းတွေကနေဆွဲထုတ်သုံးတာမျိုးမဟုတ်ဘူးကိုယ့်ရဲ့ပိုင်ဆိုင်မှုပေါ့အဲစုဆောင်ထားတဲ့အရာတွေလည်းမဆုံးရှုံးဟိုပြန်ပြီးထုတ်သုံးတာမျိုးဟိုမလုပ်ရဘဲနဲ့အောက်မခံလို့လေးနဲ့အကာကွယ်အခုရရဲဆိုတာဒီသိစေချင်တာပေါ့အဲ့တော့မနက်ကကြက်ဝင်ပြီးနဲ့အမကဂတိရသွားလို့အဲ့ဒါဒီနဲ့နမူနာပေးသွားတာဖြစ်ပါတယ်။တော့အမပြောရင်ဟာမှာဆိုရင်မူကြီးစီမံခန့်ခွဲမှုကလည်းအရေးကြီးတော့ဟုတ်တယ်။ အဘာလို့လဲဆိုတော့ဘွားမှာဒီအခုဖို့လို့ဆိုလေလူငယ်တယောက်အနေနဲ့အာဘာလို့ဝင်ရလုံးမဲဆိုရပြရတယ်နော်ဒါဒီလိုမျိုးကြီးမန်းတာတဲ့ခါကြီးပဲရှိတာတကယ်ကြရလာလို့ရှိရင်ဒီနေ့ရဒီနေ့ကုန်းတာတွေများတယ်ဗောနော်ဒါဒီလိုမျိုးအခုဖို့လို့ရတဲ့ဝင်ငွေကိုလည်းဖို့လို့တင်ချာစီမံခန့်ခွဲရမယ်ဆိုရင်အသက်အရွယ်တစ်ခုရောက်လာလို့ရှိရင်လည်းဒီငွေက အထောက်မဲ့တစ်ခုခုဖြစ်နိုင်တာပေါ့နော်အမပြောသလိုဒီငွေဝင်ငွေစီမံခန့်ခွဲမှုကလည်းအရေးအရေးကြီးရလို့ရှိတယ်။ဘာလို့လဲနေသူပေါ့နော်ဟို planning ကပေါ့နော်ဒါကလူတိုင်းမှာဒါအရေးကြီးပါတယ်။ဒါဆိုမလို့မလို့မလို့အဘူးထင်တယ်ခုနကပြောရဲပေါ့နော်ဒါဒါရှေ့ရမေးကုန်းကိုပေါ့နော်အပြောသွားပေးတာပါ။အမကနောပါလို့တော့အခုဆိုရင်အခုတော့ဘယ်လိုပြောမြန်မာနိုင်ငံမှာဆိုရင်လည်းအခုဆိုကပေးရတခုဘီလုံးဖြစ်နေရတယ်နော်ဟုတ်တယ်ဟိုတော့ဆိုလည်းဒီ ဟိုငငင်းเจ้าဘောเนาะဆုံးရှုံးမှုတွေလည်းအများကြီးဖြစ်ခဲ့ဘောเนาะပြီးလို့ရှိရင်ခုဆိုလည်းရည်ကြီးရဘောเนาะရည်ကြီးရဒီမျိုးမှဟိုဒါပို့တကယ်လက်တွေ့မကြောတကယ်လက်တွေ့ကြုံရတဲ့သူတွေလည်းရှိရဘောเนาะအာဒီမျိုးမတော်ဒီလိုမျိုးကိုမမြင်နိုင်တဲ့အညီအညီအများကြီးထဲမှာပါဘောเนาะ အကိုရဝင်ဝင်တခုကိုလည်းအာဒီစီမံခန့်ခွဲရမယ်ဆိုရင်ဒီမှာပြောဆိုခွဲပြီးတော့တခုခုပေါ့နော်အကိုခွဲပြီးတော့ကိုရဝင်ဝင်တွေကဒစိတ်တစ်ပိုင်းကိုခွဲပြီးတော့ထားရမယ်ဆိုရင်ဒီလိုမျိုးအချိန်ကြီးတခုခုကြုံလာရင်တော့မှအာကိုမိသားစုအတွက်အချိန်ကြီးပြတ်သွားတာမဟုတ်ပင်နေပေါ့နော်ဒီသူဒီအမခံရနေရတဲ့ဝင်ဝင်တခုနဲ့မိသားစုအာရှေးဆက်ပြီးတော့ရက်တီဖို့အတွက်အထောက်အကူတခုလိုဖြစ်တာပေါ့နော်အမခံကမေးစရာမေးခွန်းရှိတယ်မိသားစုကိုအမခံကချက်လောင်လို့ပြနေမှာမဟုတ်ပါဘူးမဟုတ်တာမဟုတ်ပါဘူးအကကွယ် အမတို့ကကုနာပြောရအေးကြုံလာပြီဆိုလို့ရှိရင်ဒါဒီရဲ့ကျုပ်လေးချက်တော့ကုနာပဲကျုပ်လေးပြန်ကောက်အောင်လို့ဒီဟာလေးကနေပြီးတော့အမတို့ဂီတာဆူကိုမရိုင်ရဲတော့အောင်နော်ဂီတာဆူကိုရုတ်တရက်ကြီးမဟုတ်ဟိုလိုအပ်လာတဲ့ဒီသူ့ရဲ့စစ်ဖီစီမိုးနော်ဒီလိုအပ်လာတဲ့ငွေကြေးဒါတွေအမကကိုစုဆောင်ထားတဲ့အမခံတာကိုပြန်ပေးရအောင်ဒါလေးကိုလည်းမဟုတ်ကအမသိစီချင်တော့အဲ့ပုံဝင်ချင်ပါအာဟုတ်ကဲ့ပေါ့နော်အာဒါဆိုရင်ပေါ့နော်မမအနေနဲ့အာအမအနေနဲ့ပေါ့နော်အခု လက်ရှိမှာဆိုအမလည်းကြုံပြရမှာပဲပေါ့နော်ဒီလိုမျိုးအာအမခံကိုမလိုဘူးလို့ထင်တဲ့သူတွေကိုကြတော့အမအနေနဲ့ဘယ်လိုမျိုးဆွေးနွေးချင်လဲအာဒီပုံမှာအမဘယ်လိုမြင်ရလဲပေါ့နော်ဟုတ်ကဲ့ပါအမတို့စိုင်းကယ်စီးပြီဆိုလို့ရှင်ဘာအဓိကဘာပါလဲပေါ့နော်ဘာပါလဲဆိုတော့အမတို့စိုင်းကယ်ဥထုစစ်ဖြစ်အောင်ပေါ့နော်စိုင်းကယ်ဥထုပါတယ်အော်စိုင်းကယ်ဥထုမပိုင်ရောသွားလို့မရဘူးရတယ်ကိကိရသွားလို့ရတယ်ဒါပေမဲ့အမတို့အန်ဒီရဖြစ်လာပြီမမျော်လင့်တာတဲ့အနေမှာမမတို့ဆလစ်ဖြစ်တာဖြစ်ဘခုပုနေမောင်းတိုက်ပြရပြီအမတို့ဖြစ်သွားခဲ့တဲ့အဖြစ်ပြက်က အသက်တစ်ခုလုံးဆုံးရှုံးသွားမှာအသက်အွယ်တာမပါခင်ဒီသဘောပါပဲအမတို့တွားနေရနေစဉ်လှုပ်ရှားနေတဲ့အချိန်မှာအမတို့ဒီအာမခံအကာအကွယ်လေးတစ်ခုလာယူထားမယ်ဆိုရင်မိသားစုကိုအမတို့ဘောနောဟိုဆောင်ရှောက်မှုတစ်ခုအနေနဲ့ပေးနိုင်လေဆိုတာလည်းအမထပ်ပြီးတော့နမူနာလေးပေးချင်ပါတယ်ဒီဟိုညလုံးထဲမှာမြင်သွားတယ်ဘောနောတကယ် ဟိုဘောတော့အုတ်ထုတ်ကတော့ပုံမှန်ဆိုဖို့တော့ကေပြက်လို့အာဗီဒီယိုရှင်ပူလို့ဆိုပြီးတော့မစောင်းကြရများတယ်ဘောတော့ဒါပေမဲ့ဒီကိစ္စက SCL တစ်ခုနဲ့ဂျုံလာရင်ဒါဘောတော့ဒီအုတ်ထုတ်ကဘာမှမဟုတ်ပါနဲ့လေအဲ့ချိန်ရလို့ရှင်ခုတွေ့ဒူတွေ့ရင်ဆိုင်ရလို့ရှင်အာဒီကနာကိုကျိုးခြေလက်တွေကျိုးသွားတာမှပြင်ကူးလို့ရသေးတယ်ဘောတော့ဒါပေမဲ့ခေါင်းကိုထိခိုက်သွားမယ်ဆိုရင်အာဆိုရှယ်မှာဆိုရှယ်သွားနိုင်တဲ့နေရာကြီးရှိတယ်နော် ။ဒါကြောင့်မလို့အပ်တဲ့အချိန်မှာပြင်ဆင်တာကလေကျိုးတပြင်ဆင်ခြင်းကကုသချက်တော့ပိုကောင်းတယ်ဆိုရင်စကပုံကြီးလေးရှိရလိမ့်တော့ခောက်ပါ။ဒီမလို့မှအဲဒါဆိုရင်ဒီနေ့မှာတော့ဝနမမနဲ့အတူဒီအမိုက်အညီလေးရောအမပီးတဲ့ဥမာလေးလေးရရန်ကောင်းတယ်ဗောနော်။အာဒီဒီလိုမျိုးပေါ်တော့ဖို့အချိန်ပေးပြီးတော့အာဒီပီရိုလေးလာပြီးတော့ရိုက်ပြီးရဲဆွနုပြီးရဲတမမကိုကျေးဇူးအများကြီးတင်ပါတယ်။ကဲပါကျေးဇူးအများကြီးတင်ပါတယ်။ โอเคဘောနော်ဒီနေ့မှာဆိုရင်ဘောနော်မမနဲ့အတူဘောနော်ဒီအမခန်နဲ့ပတ်သက်ပြီးတော့အအကြောင်းအရာလေးတချို့ကိုဘောနော်ဆွေးနွေးသွားတာဖြစ်ပါတယ်အာဒါဆိုရင်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြီးကြိုက်ထွက်တွေ့ကြမယ်နော် bye bye